အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တွေ့ဖို့အဆက်ပြေဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရရခမအင်္ဂါဆောင်တစ်ထည်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါပါယန်ဆိုတဲ့မိန်းကလေးတယောက်လက်ထပ်ထားခဲ့ပြီးနောက်ပထမဦးဆုံးရခမအင်္ဂါရောက်ရှိလာခဲ့တဲ့နေ့လေးပဲဖြစ်ပါတယ်ဒီနေ့အလုပ်တွေအားလုံးလုပ်လို့ပြီးစီးသွားခဲ့တဲ့အခါမှာ ပါယယ်ကလည်းတယောက်ကြားနဲ့အတူတူစကားပြောဆိုနေခဲ့ပါတယ်။မြမရာသီဥရုအချင်းနဲ့အတော်လေးအေးနေတဲ့အတွက် နှစ်ယောက်လုံးစောင်းချုံထားရအောင်မှအတော်လေးအေးနေခဲ့ကြပါတယ်။ပါယယ်ကငါတော့လေဒီနေ့လေးကိုနှစ်ပေါင်းများစွာကလေးကစိတ်ကူးရှင်လာခဲ့ရတာ။ရှင်ကဘလို့ဖြစ်နေရလဲဒီလောက်ရာသီဥရုအေးနေတဲ့ကြားထဲမှာမဟုတ်ပါဘူးပါယယ်ရဲ့မင်းအခုမှစောင်းလဲဝင်နေအောင်မို့လို့အရန်အေးတယ်လို့ခံစားနေရတာ။ခဏနေလို့ရှင်တော့နှွေးသွားပါလိမ့်မယ်။ ဖိုင်ယယ်နဲ့အတတရားတို့နှစ်ယောက်လုံးစကားပြောဆော်နေခဲ့ကြတဲ့အချိန်မှာပဲရောက်ခတိဖြစ်သူရောက်ရှိလာခဲ့ပါတယ်။ပြီးတာနဲ့သူတို့ဆောင်ထဲမှာဝင်အိမ်နေခဲ့ပါတယ်။ဖိုင်ယယ်ကတော့ချက်ချင်းအပြင်ကိုထွက်ပြီးနောက်မှာတော့ခေါင်းမိချုံချခဲ့လိုက်ပါတယ်။ဘလို့ဖြစ်တာလဲအဖေရဲ့အရန်ကိုအေးနေတဲ့ပုံစံပဲနော်။အေးဟုတ်တယ်သားလေးရဲ့အေးရဲ့အပြင်မှာနှင်းနေရတယ်အတော်လေးကိုကြားနေတယ်။ဒီအချိန်မှာရောက်ခမဖြစ်သူလည်းရောက်ရှိလာခဲ့ပြီးဆောင်ထဲပြေးဝင်လာခဲ့ပါတယ်။အကြောင်းကတော့ဆောင်ကြီးကရှေးကြီးပါပဲနှစ်ဖက်ကနေဆွဲချုံလို့ရပါတယ်။ ိုဘုရားသခင်ဒီနေ့အတော်လေးအေးတာပဲလုံးဝမနေနိုင်တော့ဘူး။အော်ရက်ကလေဒါရီကိုမြင်တွေ့နေရတဲ့အခါမှာအတော်လေးအံ့အားသင့်နေခဲ့ပါရဲ့။အခုဆိုလို့ရှိရင်တော့သူတို့ရဲ့ဆောင်တဲ့ကိုရခေါတီနဲ့ရခေါမနှစ်ယောက်လုံးကလည်းဝင်လာခဲ့ကြပါပြီ။ဒါအခုမှအစပဲရှိပါသေးတယ်။ခဏနေရောအိမ်ထဲမှာရှိတဲ့မိသားစုဝင်တွေအကုန်လုံးကလည်းသူတို့ရဲ့ဆောင်တထဲတွေကိုဝင်ရောက်လာခဲ့ကြပါရဲ့အိမ်မှာလူ15ယောက်လောက်ရှိနေခဲ့ပြီးအားလုံးကဒီဆောင်တထဲတွေကိုခြုံနေခဲ့ကြတာပါ အနားစရာကောင်းတဲ့သရိုသမီးအတလေးပါရဲကတော့အေးခဲနေခဲ့ပေမဲ့ဆောင်းနဲ့မဝင်ရဲပဲအပြင်မှာထွက်ထိုင်နေခဲ့ပါရဲ့။ရောင်မကြီးဘာဖြစ်လို့အပြင်ထွက်ပြီးတော့ထိုင်နေရလဲဆောင်းနဲ့အမြန်ဝင်လာခဲ့လေ။အေးဟုတ်တယ်ချွေးမလေးရဲ့နင်ဘာလုပ်နေရလဲ။ဘာဖြစ်လို့အပြင်ထွက်ထိုင်နေရတာလဲ။နင်လည်းအမြန်ဆုံးအထက်ဝင်လာခဲ့လားလား။အားလုံးကပြောနေခဲ့တဲ့အချိန်မှာပါရဲကလည်းဆောင်းနဲ့ကိုဝင်လာခဲ့လိုက်ပါရဲ့။မိသားစုဝင်တွေအကုန်လုံးကလည်းဆောင်းအကြီးကြီးကိုခြုံပြီးနောက်မှာတော့အိပ်ပျော်သွားခဲ့ကြပါရဲ့။ပါရဲတယောက်တည်းအဲ့လိုမပြောနိုင်ဖြစ်နေခဲ့တာပါ။ ဒုက္ခပါပဲဒီအိမ်မှာဒီလောက်ထိလူတွေအများကြီးရှိတာဆောင်းကတထဲမနက်ကြလို့ရှင်တော့ငါတို့နဲ့အများဆုံးစကားပြောမှဖြစ်တော့မယ်ပိုင်ယယ်တယောက်တညအောင်လုံးအိမ်လိုမပြောခဲ့ပါဘူးမနက်မိုးလင်းတာနဲ့သူမချက်ချင်းအိယာကထားလိုက်ပါတယ်ရေမိုးချိုဖျားရှိခိုးပြီးနောက်မှာတော့သူမအားလုံးစားတော့ဖို့အတွက်လက်ဖေးနဲ့မုတ်တွေကိုလည်းလုံလိုက်ပါတယ်ဒါပေမဲ့ဒီအချိန်ထိမိသားစုဝင်တွေအကုန်လုံးကတော့အိမ်မောကြနေကြတော့ပါပဲအားလုံးထားကြပါတော့ရှင်ကျမအားလုံးအတွက်လက်ဖေးနဲ့မုတ်တွေပြင်ဆင်ပြီးပြီ အားရလေးအတန်ကိုကြားရနေအားလုံးအိယာကနေထလာခဲ့ကြပါရဲ့အားလုံးမနှက်ဆဆတောင်းနေခဲ့တဲ့အချိန်မှာအခွင့်ရေယူပြီးပါရလကသူ့ယောက်ျားရဲ့လက်ကိုဆွဲပြီးအနောက်ဖွေခေါ်သွားလိုက်ပါရဲ့ဒါပါလို့တာလေပါရလရဲ့မင်းရဲ့အပြုတ်မှုတွေကအရန်ကိုထူးဆန်းတာပဲဘာဖြစ်လို့ငါ့ကိုအနောက်ဖွေကိုခေါ်လာခဲ့ရတာလဲအခုငါတို့ကလက်ထပ်ပြီးသွားလေကွာဘာဖြစ်လို့များခဏခဏခိုးခိုးပြီးတွေးနေစရာလိုအောင်ပါလဲကျမရှုပ်ပြောစရာရှိလို့ပါရှင်ရှင်တို့ဒီလောက်တောင်မှစင်းရဲလုံးနေရကိုမိသားစုဝင်တွေကလည်းအများကြီးပဲ ရှင်တို့သာချမ်းသာမယ်ဆိုရင်တော့မိသားစုဝင်တွေဘလောက်တောင်မှများလိုက်မလဲမသိဘူးနော်။ပါရလေမိသားစုကြီးတယ်ဆိုတာကအရန်ကိုကောင်းတဲ့ကိစ္စပဲမဟုတ်ဘူးလား။မိသားစုကြီးလေစီးလုံးညီညွတ်လေမိသားစုအတွင်ခိုင်မာမှုရှိလေပဲ။မိသားစုဝင်တွေအလောက်ထိအများကြီးရှိနေရပါရှင်။ခြုံဖို့အတွက်ဆောင်ကိုလည်းတတ်တတ်စီလှုပ်ထားပေးရမှာပေါ့။ပြောရမယ်ဆိုရင်တော့ရှင်တို့ဘုရားမှာပထမဦးဆုံးရာသီဥတုအေးလာခဲ့ရလည်းမဟုတ်ဘူး။ကျမတို့လက်ထပ်ပြီးရဲ့အချိန်မှာတော့မှအားလုံးနဲ့အတူတူအခုလိုမျိုးအိတ်နေရတယ်။ဒါအဆင်မပြေဘူးလေ ။စောင်းတထဲလေးကိုလူ15ယောက်16ယောက်ကအတူတူဝိုင်းပြီးခြုံနေကြတာ။ကြားရတာရှင်တော်ကနည်းနည်းလေးမှမထူးဆန်းဘူးလား။မင်းဘာပြောချင်တာလဲဆိုတော့ငါကောင်းကောင်းနားလေပါတယ်။ဒါပေမဲ့ငါလည်းမတတ်နိုင်ဘူးလေ။ငါတို့အိမ်မှာစောင်းတထဲပဲရှိတယ်။ဘလို့မဆိုအဆင်ပြေအောင်တော့ညှိနိုင်ပြီးနေရမှာပဲ။ဒီအချိန်မှာပါရလေးရဲ့ရခမဖြစ်သူရောက်ရှိလာခဲ့ပါရဲ့။အမေဘာလာလောက်ကြလဲ။အခုခဲ့ကလေးတွေက တော်တော်လေးကိုလဲဝဲလုံးနေကြပါလားဒီစကောက်ငါးသာနေကြမေးရမှာ နင်တို့အိမ်အနောက်ဘက်မှာဘာလုပ်နေကြတာလဲ။ဒီလောက်ထိရာသီဥတုအေးနေရကိုဘာလုပ်နေကြမှန်းကိုမသိဘူး။ဒါနဲ့နင်တို့ပြောနေတဲ့စကားတွေကငါကြားပြီးသွားပြီ။ဒီမှာသားကြီးနင်တို့ကဘာမှအလောက်ထိရှင်းပြနေစရာအကြောင်းမရှိဘူးနော်။အမှန်တရားပါလေအဲ့ဒီအတိုင်းပဲသူ့ကိုပြောပြလိုက်။နင်မပြောပြဘူးဆိုရင်တော့ငါကိုယ်တိုင်းပဲသူ့ကိုပြောပြလိုက်တော့မယ်။ဒီမှာပါရဲ့ငါတို့မိသားစုဝင်တွေအကုန်လုံးကငငယ်လေးကလေးကစောင့်တထဲနဲ့အတူတူအိတ်လာခဲ့တဲ့အကျင့်ရှိကြတယ်။စောင့်တထဲထပ်ပေါ်ပြီးတော့ဘယ်သူမှလည်းအတော့မပြုတ်ကြဘူး။ အခုလိုမျိုးအတူတူအိတ်ကြတဲ့အခါကျတော့မိသားစုကြားတွေးစီးတယ်။ဒီအကြောင်းလေးကိုတော့ငါရဲ့ခမဖြစ်သူကိုယ်တိုင်ကငါ့ကိုပြောပြခဲ့တာ။အဲဒါကြောင့်ငါတို့ရဲ့ယဉ်ကျေးမှုကိုငါတို့ကထိမ့်သိမ့်ဆောက်ရှောက်နေကြတာပဲ။음အဲဒါကြောင့်ငါစဉ်းစားနေရအိမ်မှာယောက်ျားသားတွေအများကြီးရှိရတာနဲ့ဆောင်းလေးရမဝင်နိုင်ဘူးလားပေါ့။ဒါပေမဲ့အမေရဲ့ဒီယဉ်ကျေးမှုကြီးကထိုးစားလိုက်တာအိမ်မှာလူတွေအများကြီးရှိတာလေ။ကိုစီဆောင်းတီးတန်းရမယ်ဆိုရင်တော့ဘယ်တော့မှကောင်းလိုက်မလဲ။ ချွေးမလေးရေငါပြောတဲ့စကားမပြီးသေးဘူးလေမိဘဖြစ်လို့ဂျာဝင်ဖြတ်ပြီးတော့ပြောနေရတာလေငါတို့အားလုံးစောင်းတခဲရဲကိုခြုံရတဲ့အကြောင်းကတော့ဒီဆောင်ကြီးကိုငါရဲ့ခမကိုယ်တိုင်ကချုပ်လုပ်ပေးခဲ့တာမဟုတ်လို့ပဲသူတလောက်ထိကြီးတဲ့ဆောင်ကြီးကိုချုပ်ပေးခဲ့ရဲဆိုတာကတော့သူ့ရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးစေချင်လို့ပဲမိသားစုတွေအကုန်လုံးအခုလိုမျိုးအတူတူစောင့်တထဲရဲနဲ့အိတ်ကြတဲ့အခါကျတော့ပိုပြီးချစ်ခင်ကြတာပေါ့ရွာမှာယာဒီဦးတို့အချင်းတွေကပိုပြီးတော့အေးလာနေပါလေမင်္ဂလာမဆောင်ခင်တုန်းကပါရဲလ်ကိုယ်တိုင်ကလည်းဒီကိစ္စတွေကိုမသိခဲ့ပါဘူး ဒီကမှအင်္ဂါတွေကဘလို့ရင်ကျေးမှုထုံတန်းစလာတွေကိုလိုက်နေလဲဆိုတော့ကိုသူမမသိခဲ့လို့တာမင်္ဂလာဆောင်ခဲ့ရပါဒုက္ခပဲညမိုးချုပ်တော့မယ်ဒီနေ့လည်းမနေရလို့ပဲအဲ့ရအောင်မယ်ဒီနေ့ရာသီဥတုအချိန်တွေကမနေတုန်းကထပ်ပေါ်ပြီးစိုးနေခဲ့ပါတယ်နှင်းတွေလည်းအပြင်မှာအများကြီးကြာနေပါတယ်မိသားစုတွေအကုန်လုံးကလည်းစောင့်အကြီးအကြီးနဲ့အိတ်ဖို့အတွက်ပြင်ဆင်နေခဲ့ကြပါပြီညမိုးချုပ်သွားတာနဲ့အားလုံးကလည်းစောင့်ကြီးရဲ့ဝင်လာခဲ့ကြပါတယ် ။ပါရဲလကလည်းဒါတွေအားလုံးထိုးစမ်းသလိုခံစားနေခဲ့ရပြီးအပြင်းမထွက်ထိုင်နေခဲ့ပါတယ်။ချွေးမလေးရေးလာခဲ့နင်အေးပတ်သွားလိမ့်မယ်အမြန်ဆုံးဝင်လာခဲ့အားလုံးဒီလိုပဲအိတ်ကြရမှာ။နင်ဘာမှအလောက်ထိတွေးတော်စဉ်းစားမနေနဲ့ငါနဲ့ကမနက်ကတော့ကပြောပြခဲ့ပြီးသားလေနင်နားလေတယ်မဟုတ်လား။အမေကျမဒီမှာပဲရပါရရှင်ကျမမလာချင်တော့ဘူးကျမဒီမှာပဲထိုင်ပြီးတော့အိတ်လိုက်တော့မယ်။ဒုက္ခပါပဲနင်ရှက်နေရဲဆိုတော့ငါသိပါတယ်ဘာမှအလောက်ထိလည်းရှက်ရွံ့နေစရာအကြောင်းမရှိပါဘူးအားလုံးကမိသားစုဝင်တွေအချင်းချင်းပဲလေ အခုလိုမျိုးအတူတူအားလုံးစုပေါင်းပြီးတော့အိတ်ကြမယ်ဆိုရင်တော့မိသားစုဝင်တွေဖြစ်ကြောင်းပို့ပြီးတော့ခန်းစားရလိမ့်မယ်ဒီပုံစံအတိုင်းပဲဆက်ပြီးတော့ဖြစ်နေမယ်ဆိုရင်တော့ဒီရာဒီဥရုအခြေအနေနဲ့ငါအပေါ်ကိုရောက်တော့မှကျင်းနေတယ်ဒီလိုနဲ့ညပေါင်းများစွာကဒီပုံစံအတိုင်းပဲကုံဆုံးနေခဲ့ရပါတယ်ဖိုင်ယယ်ကတော့မြေပေါ်မှာထိုင်ပြီးတညအလုံးအေးခဲနေခဲ့ရပါတယ်ဒီလိုအခြေအနေကြီးမှာသူမလုံးဝကိုအိတ်လို့မပြောခဲ့ပါဘူးသူမစိတ်ထဲမှာမိကုံပေါင်းများစွာကလည်းရှင်းနေခဲ့ပါတယ်ဒါပေမဲ့ရောက်ခမအိမ်ကယဉ်ကျေးမှုထုံတဲ့အစလာတွေက သူမရဲ့အတ္တိတွေအကုန်လုံးကိုယောနေစေခဲ့ပါတယ်။တရမတော့ပါရလကလည်းတယောက်ကြောက်ပြောလိုက်ပါတယ်။ဒီမှာဒါကဘလို့မျိုးရင်ကျေးမှုကြီးလဲကျမထပ်ပြီးရောမတီးခံနိုင်တော့ဘူးနော်။ဘာဖြစ်လို့ရှင်တို့အားလုံးစောင့်တထဲထဲနဲ့အိတ်နေကြတာလဲ။ငါလည်းမတတ်နိုင်ဘူးလေပါရလေအမေကိုယ်တိုင်ပြောထားတဲ့ကိစ္စငါဘလို့သွားပြီးပြောရမှာလဲ။ရှင်တို့ရဲ့ယင်ကျေးမှုကမှားနေတယ်ကျမလည်းအချင်းနေအတော်လေးစိုးနေပြီးနေမကောင်းလဲဖြစ်နေရမတွေ့ဘူးလား။အာတတိယကလည်းပါဇက်ပိတ်သွားခဲ့ပါတယ်။ ူ့မိမဘလောက်တောင်မှဒုက္ခရောက်နေလဲဆိုတဲ့အခြေအနေကိုသူကိုယ်တိုင်လည်းတွေ့မြင်နေခဲ့ရလို့ပါဒါပေမဲ့သူ့အမေနဲ့စန့်ကျင်ပြီးလှုပ်ဖို့အတွက်သူ့မသားတီးမရှိခဲ့ပါဘူးဖယားသခင်ကျွန်တော်တကယ်ဘာမှမလုပ်ပေးနိုင်ဘူးဒါဒီဥဒုနည်းနည်းလေးအေးအေးလျှော့သွားရင်ကောင်းမယ်ဖယားတနာပါတယ်တ냐လည်းမအိပ်ရဘူးအဖြစ်ဖြစ်နေရာဒီဥရုအချင်းတွေကပိုဆော်ရွာလာခဲ့တဲ့နောက်မှာတော့ပါရဲလည်းမကောင်းဖြစ်သွားခဲ့ပါတယ်။သူမောဘယ်သူမှဂီယုမဆိုင်ပေးခဲ့ကြပါဘူး။အမေရေပါရဲလည်းမကောင်းဖြစ်နေရဲ့ကျွန်တော်တို့ဆောင်းအစ်စ်ဝယ်ရအောင် ငါတို့ကချွေးမလေးကိုစောင်းနေမှမအိတ်ခိုင်းလို့လားသူဟာသူမအိတ်တာလေ။နောက်နေ့ညပါယယ်အိတ်တော့မဲ့အချိန်မှာထူးဆန်းတာတစ်ခုဖြစ်လာခဲ့ပါတယ်။ရုပ်တရက်ကြီးအလန်းတန်းတစ်ခုတွေ့လိုက်ရပါတယ်။ဘယ်သူလဲဘယ်သူလဲအဖေးအမေးယောက်ျားထားပါအောင်။အားလုံးကလည်းအိယာကနေထလာခဲ့ကြပါတယ်။အလန်းတန်းကြီးကတဖြည်းဖြည်းနဲ့ရှေ့တိုးလာပါတယ်။ဒါကတခြားသူမဟုတ်ပါဘူး။အတ္တတရားရဲ့အဖွားဖြစ်သူဝိညာဉ်ပါ။မကြောက်ပါနဲ့ပါယယ်လေးရဲ့ငါနေအတွက်လာခဲ့တာ။ဘယ်သူလဲရင်အမေးအမေးလား။ပါယယ်လေးဒါကနေရဲ့အဖွားရဲ့ခွန်မလေး။အမေးလား။ ကျမအမေရဲ့ယဉ်ကျေးမှုတွေအကုန်လုံးကိုထိန်းသိမ်းထားတယ်ဆိုတာကိုအမေသိရင်ဝမ်းသာသွားလိမ့်မယ်တိလား။နင်ပါဇက်ပိတ်ထားစမ်းပါ။ချွေးမလေးရေငါဒီဆောင်ကိုချုပ်ခဲ့ရဲဆိုတာကငါကလေးတွေငငယ်တုန်းကတစ်ချိန်ကုန်ရှမ်းဖြစ်နေကြလို့ကလေးတွေငယ်တုန်းပဲအဆင်ပြေမှာပေါ့။ဒါကိုအမေရဲ့တံပဲထိန်းသိမ်းဆောက်ရှောက်ရမယ်လို့ငါလည်းမပြောခဲ့ဘူး။ဒါရီအားလုံးကအထင်လွဲနေတာပေါ့။ဟုတ်တယ်။အခုအားလုံးကအရွယ်လေးရောက်နေကြပြီဆိုတော့ကို့ဆောင်နဲ့ကို့အိတ်ကြတော့လူကြီးတွေဆိုတာကကို့တော်ဝင်ကိုနားလည်နိုင်ကြတယ်။ ကဲချွေးမကြီးနင်းကြောင်နေငါ့ရဲ့မြေးချွေးမလေးဘလောက်ကြာမှဒုက္ခရောက်သွားတယ်။ငါလဲဒါရီအားလုံးကိုကြည့်ပြီးတော့မတတ်နိုင်တဲ့အဆုံးမှာတော့ဖျားစီကနေခွင့်တောင်းပြီးလာခဲ့ရတယ်။နင်တို့အားလုံးတကယ်ပဲယူနေကြတာလား။ဖိုင်လ်ကလည်းမျက်ရည်ကျလာခဲ့ပြီးသူရဲ့ဒုက္ခတွေကအဆုံးသတ်ပြီလို့ထင်လိုက်ပါရဲ့။ပြောဆိုပြီးအဖွာဖြစ်သူရဲ့ဝိညာဉ်ကပျောက်ွယ်သွားခဲ့ပါရဲ့။ကဲဖိုင်လ်လေးအမေကိုခွင့်တော့ပါအမေနားမလဲခဲ့ဘူး။အမှန်တမ်းပြောရရင်ငါလဲဒီယဉ်ကျေးမှုကိုတိတ်တော့နားမလဲဘူး။ဖိုင်လ်ကလည်းပြောလိုက်ပါရဲ့။ အားလုံးဘာဖြစ်လို့ကျွန်မတောင်းပန်နေကြတာလဲရှင်။ကျွန်မတကယ်ကံကောင်းပါတယ်။အခုကျွန်မအားလုံးအတွက်ဆောင်းကိုအစ်စ်ချုပ်ပေးမယ်နော်။ဖိုင်ယယ်ကလည်းသူ့ကိုယ်တိုင်ပဲဆောင်းအစ်စ်တွေအများကြီးချုပ်ပေးလိုက်ပါတယ်။လူတိုင်းကကိုယ်ဆောင်တဲ့ကိုအိတ်ခွင်ရရှိသွားခဲ့တဲ့အခါမှာဝမ်းသာသွားခဲ့ကြပါတော့တယ်။ကောင်းလိုက်တာရှင်။ကိုယ်ဆောင်တဲ့ကိုအိတ်ရတာအရင်ကောင်းနေနော်။ဖိုင်ယယ်ကအားလုံးရဲ့နှလုံးသားထဲမှာသူမအတွက်နေရာတစ်ခုကိုလည်းဖန်တီးနိုင်သွားခဲ့ပါတယ်။အချို့အရာတွေကအချိန်နဲ့အမျှပြောင်းလဲတင်တာတွေရှိပါသေး යි ။ဖိုင်ယယ်ကလည်းဒါကိုတက်တည်ပြနိုင်သွားခဲ့ပါသေး යි ။ ။နောက်ဆုံးမိသားစုဝင်တွေအကုန်လုံးကလည်းကိုစီဆောင်တွေထဲမှာအိတ်မောကြနေခဲ့ကြပြီးပိုင်ရန်နဲ့အာတေတရာတို့ကလည်းအသက်ရှူချောင်းသွားခဲ့ကြပါရယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြလေးကတော့ကိုရင်ဆောင်ရဲ့ဘဝဆိုတဲ့ပုံပြပဲဖြစ်ပါရယ်။တလပိုင်းကြီးမှာဒီလောက်ထိအေးခဲနေခဲ့ပြီးနှင်းထွေကြနေခဲ့တာကိုတော့ဘယ်သူမှမမြင်ဘူးခဲ့ကြပါဘူး။လက်သားကလည်းသူရဲ့ငါးနှစ်အရွယ်သမီးလေးပူချာကိုအိမ်ထဲမှာဖတ်ထားခဲ့ပြီးထိုင်နေခဲ့ကြပါရဲ့။အမေရဲ့အေးရဲ့အမေရဲ့အရင်အောင်အေးရဲ့ ဒီအေးတန်ကြီးကလေးအယိုးတဲ့အထီကိုဝင်နေတယ်လို့ခန်းစားရတယ်တိလားဟုတ်တယ်အပြင်မှာနှင်းကြတဲ့အပြင်မိုးကလည်းရွာနေတယ်ဒီပုံစံအတိုင်းဆိုရင်တော့ဘလို့သွားရမလဲငါအပြင်ကိုထွက်ပြီးအလုပ်တစ်ခုခုလုပ်မှပတ်စံရမှာသားမီးနှစ်ယောက်လုံးရဲ့အခြေအနေကတော်တော်လေးကိုဇိုးရွားနေခဲ့ပါတယ်သူတို့အိမ်လေးကဆုပ်ဆုပ်ပြပြပါပဲအပြင်မှာမုံတိုင်းနီးပါးတိုက်နေတဲ့အတွက်ကြောင့်မို့လို့အိမ်မှာရှိတဲ့အရာတွေကျိုးပဲ့ပြန်ဈေးနေခဲ့ပါတယ်အိမ်တဲကိုရေဝင်လာခဲ့ပြီးနောက်မှာတော့ကြီးနေရင်းနဲ့ ရေတွေအများကြီးဝင်လာခဲ့ပါပြီ။ဟိုဖီးယားတခင်ဒုက္ခပဲကျမဘလို့လုပ်ရမလဲ။ဒီလိုနေရွက်တွေအတွက်ကျမတို့ကိုအသက်ရှင်အောင်ထားထားခဲ့ရလား။ကျမတို့ကိုလည်းအရင်နေ့ကလေးကခေါ်လိုက်ရောပေါ့။အရင်နေ့ဆိုတာကတော့သူတို့ဘဝကံစိုးမောင်းကြခဲ့တဲ့နေ့ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်လအရင်တုန်းကသူတို့ဘဝမှာမောင်းတိုင်းတစ်ခုဝင်လာခဲ့ပါတယ်။အရင်တုန်းကအရာအားလုံးအဆင်ပြေပါတယ်။လက်သားရောက်ကြဖြစ်သူရမေးရှ်ကလည်းစိုက်ကားနေပါတယ်။ရမေးရှ်ရလို့ရတဲ့ပတ်စံနဲ့မိသားစုစာဝဲနေရေးအဆင်ပြေနေခဲ့ပါတယ်။ ဒီနောက်မှာတော့လက်သားတယောက်ကိုဝင်ဆောင်ထားခဲ့ရပါတယ်။ငါရှာတဲ့ပတ်စံကအဲ့လောက်ထိများတာလည်းမဟုတ်ဘူး။ငါတို့မိသားစုစားတော့ဖို့တောင်မှအတော်လေးရုန်းကန်နေရတာ။အခု၄ယောက်ဖြစ်တော့မှဆိုတော့ဘယ်လိုလုပ်ကြမလဲ။ဒါနဲ့အဖေဘာဖြစ်လို့ပတ်စံကနည်းနည်းပဲရှာနိုင်ကြတာလဲ။ဘာလို့လဲဆိုတော့လူတိုင်းကစိုက်ကားမစီးကျင်ကြတော့ဘူးလေ။စိုက်ကားကအချိန်ကြာတယ်။သူတို့ကပုံမြန်တဲ့စိုက်ကယ်တွေကိုပဲစီးကြတော့တာ။ငါကိုယ်တိုင်လည်းစိုက်ကယ်ဝယ်ရင်ကောင်းမလား။ဒါပေမဲ့ရှင်ပတ်စံမရှိတာပတ်စံဘယ်ကနေပြီးရောရှာမှာလဲ။ အဆကတော့ချီးရမှာပေါ့ပြီးတော့ဘလို့မဆိုလူတွေကစိုက်ကားကိုလည်းစီးကြတော့မှာမဟုတ်ဘူးဒီနောက်မှာတော့ရမေရှ်ကလည်းသူတို့ရက်ကွက်ထဲမှာရှိတဲ့တထေကြီးတအိုးစီသွားပြီးနောက်မှာတော့ပတ်စံချီးယူလိုက်ပါတယ်သူလည်းစိုက်ကဲကဲလေးတစ်စီးကိုဝယ်ယူပြီးနောက်မှာတော့အဆင်ပြေစွာမောင်းနေခဲ့ပါတယ်သူရဲ့ဝင်ငွေကလည်းပိုပြီးတော့ကျိုးလာခဲ့ပါတယ်ဒါပေမဲ့တချို့လူတွေရဲ့ဘဝမှာပျော်ရွှင်မှုဆိုတာကအချိန်အကြာကြီးရှိနေလည်းမရှိပါဘူးညနေခင်းတခုမှတော့ရမေရှ်ကသူ့မိန်းမလတာကိုပြောလိုက်ပါတယ် ကဲမိမရေဒီနေ့တော့ငါတို့ရှောက်လေကြမယ်ပွဲစည်းလည်းရှိနေတာဆိုတော့ပွဲစည်းကိုသွားကြတာပေါ့ငါတို့ပွဲစည်းမသွားရတာအတော်လေးကိုကြားနေပြီလေဒီနောက်မှာတော့သူတို့ကလည်းပွဲစည်းကိုသွားဖို့အတွက်ပြင်ဆင်ခဲ့ကြပါတယ်ရမေးရှ်ကလည်းသူ့မိမနဲ့ခလေးနှစ်ယောက်လုံးကိုသူ့ရဲ့ကားပေါ်တင်ပြီးနောက်မှာတော့ပွဲစည်းကိုခေါ်ဆောင်သွားနေခဲ့ပါတယ်ဒီအချိန်မှာပဲအရှိကနေအချိန်ပြင်းပြင်းနဲ့လမ်းပြောင်းမြန်မောင်းနေလာခဲ့တဲ့ကားတစ်စီးကရမေးရှ်တို့ရဲ့ကားတသေးလေးကိုဝင်တိုက်သွားပါတယ်လက်သားနဲ့ပူဇာတို့နှစ်ယောက်လုံးကကားပေါ်ကနေပြုတ်ကျသွားခဲ့ကြတာပေါ့ ကျွန်တော်တို့ရောဒဏ်ရာအပြင်းထန်တော့မရရှိသွားခဲ့ကြပါမယ်။အနည်းငယ်တော့ဒဏ်ရာရရှိခဲ့ကြပါသေး။ဒါပေမဲ့ Rubbish ကတော့ platform နဲ့ခေါင်းဆောင်မိသွားခဲ့တဲ့အတွက်ဒဏ်ရာအပြင်းထန်ရရှိသွားပါသေး။ဒုက္ခပဲဒါပါဖြစ်တာလေဘာဖြစ်သွားတာလဲ။ရှင်ဘာဖြစ်တာလဲဘာဖြစ်တာလဲ။ဖေဖေဘာဖြစ်တာလဲဖေဖေဘာဖြစ်သွားတာလဲ။ဒီအချိန်မှာကောင်းဖို့ကနေအသက်25နှစ်အရွယ်အမျိုးသားတယောက်ဆင်းလာခဲ့ပါသေး။သူကအရက်တွေမူးရှူးနေအောင်တောက်ထားပြီးမျိုးလုံးတွေကနေရဲနေခဲ့ပါသေး။ဒီအချိန်မှာသူပြောလိုက်ပါသေး။ကဲဒီမှာဆင်းရဲသားတွေ ဒါငါမားရဲ့အမားတွေမဟုတ်ဘူးနော်တခါရေပြောပြီးသွားပြီနားလေလားပြောဆိုပြီးနောက်မှာတော့ကောင်းလေးကလည်းကားမောင်းပြီးထွက်ခွာသွားခဲ့ပါရဲ့ရမေးကတော့နေရာမှာပဲကွယ်လွန်သွားခဲ့ပါရဲ့လတာနဲ့ပူကြတော့တာမီနှစ်ယောက်လုံးကတော့အဲ့ဒီအချိန်လေးမှာပဲအားကိုးရမဲ့သွားခဲ့ကြပါရဲ့သူတို့ကပျော်ရွှင်ခြင်းနဲ့အတွက်ပွဲစဉ်ရှောက်လေဖို့ထွက်လာခဲ့ကြပြီမဲပျော်ရွှင်မှုတွေအားလုံးစိတ်သုံးကုန်ရပါရဲ့အဲ့ဒီကောင်လေးအင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ကားပေါ်မှာပေးနေတဲ့သွေးတွေကိုသူရဲ့ဖခင်ဖြစ်သူမြင်တွေ့သွားခဲ့ပါရဲ့ဒါဘလို့ဖြစ်တာလဲ ကားမှာသွေးတွေပေးနေရပါလားဘလို့ဖြစ်ပြီးတော့သွေးတွေကပေးနေရတာလဲတာဖြစ်သူကလည်းသူ့အဖေကိုကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြခဲ့ပါတယ်ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာတထေကြီးလည်းဒေါသအရှမ်းထွက်သွားခဲ့ပြီးသူ့သားလေးကိုဘာတစ်ချက်အထည်ရိုက်ချပစ်ခဲ့ပါတယ်မင်းအတော်လေးကိုအရှမ်းမဲတဲ့ကောင်ပဲအရှက်နဲ့လေးမှမရှိတော့ဘူးလားမင်းမိုးယူနေရတဲ့ပဲစင်းရဲသားမိသားစုဘဝပြတ်သွားအောင်လှုပ်ပစ်ခဲ့ပြီလားဒုက္ခပဲဒုက္ခပဲမင်းဘာတွေလုပ်ခဲ့တာလဲငါဒါတွေအားလုံးကိုပြန်ပြီးတော့ပြင်ဆင်ပေးမှဖြစ်မယ် အထေးကြီးကလည်းသူ့သားလေးရဲ့ကိစ္စတွေကိုရှင်းပြဖို့အတွက်ချက်ချင်းပဲထွက်လာခဲ့ပါတယ်။တစ်ဖက်မှာလသားနဲ့ပူကြတော့နေအောင်လုံးကတော့မိသားစုတယောက်ကိုဆုံးရှုံးခဲ့ရတဲ့အတွက်တော်လေးကိုစိတ်ပြန်နာခြင်းဝမ်းနဲ့နေခဲ့ကြရပါတယ်။ခဏနေတော့မဟာချန်ဆိုတဲ့သူကသူ့တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ဒါနဲ့ရှင်ဘာလာလောက်ကြလဲဘာကိစ္စရှိလို့လဲ။ဘာလဲဘလို့လာရမှာလဲ။ငါ့အကျွေးတောင်းဖို့အတွက်ငါလာခဲ့ရပေါ့။နေယောက်ကငါ့စီကနေပတ်စံအကျွေးတွေအများကြီးယူထားတယ်။အဲ့ဒီပတ်စံတွေကိုဘယ်သူကငါ့ကိုပြန်ဆက်မှလဲပြော။ တ်ဆန်ထုတ်ပြီးအခုချက်ချင်းပတ်ဆန်ထုတ်ပြီးကျမကိုအချိန်နည်းနည်းပေးပါရှင်ကျမပတ်ဆန်ဘယ်ကနေပြီးတော့ရှာလာပေးရမှာလဲကျမရဲ့အချိန်တွေကိုလည်းသိရတာနဲ့အရာတွေငါမသိဘူးငါသိစရာအကြောင်းလည်းမရှိဘူးငါမင်းကိုအချိန်တလပေးသွားလိုက်မယ်အဒီတလအတွင်းငါကိုပတ်ဆန်ယူလာပြီးမဟုတ်ဘူးဆိုလို့ရှင်တော့နင်တို့တိတ်ဖို့သာပြင်ထားလိုက်တော့အထေးကြီးထွက်ခွာသွားခဲ့ပါလေလက်သားကလည်းစုဘူးကိုခွဲခဲ့ပေးမယ်ဘာပတ်ဆန်မှမများဆဆာထွက်မလာခဲ့ပါဘူးဒုက္ခပဲဒီမှာငါတို့စားတော့ဖို့အတွက်တောင်ပတ်ဆန်မရှိဘူး ငါဘယ်ကနေပြီးတော့ငွေ9000ကိုရှာခဲ့ပေးရမလဲ။လတော်ကလည်းစဉ်းစားနေခဲ့ပါတယ်။နောက်နေ့မှာတော့သူ့ယောက်ျားရဲ့ကားလေးကိုယူပြီးမောင်းထွက်သွားခဲ့ပါတယ်။ဒါနဲ့အကိုဘယ်ကိုသွားချင်လို့လဲ။ကျွန်တော်ကရုံးကိုသွားမှလေးမဟုတ်ဘယ်ကိုသွားရအောင်မှလေး။ဟုတ်ကဲ့ဟုတ်ကဲ့ကျမလိုက်ပို့ပေးပါမယ်။ကျမက90ပဲပေးပါ။တော်စားမှာငါမင်းရဲ့ကောင်မစည်းပါဘူး။မင်းကအမျိုးသမီးလည်းဖြစ်သေးတယ်။ကိုဝင်ရလည်းစောင့်ထားရတယ်။လတားရဲ့ကောင်ကိုဘယ်သူမှမစည်းချင်ခဲ့ကြပါဘူး။ပထမဦးဆုံးနေ့လေးမှာလတားတယောက်ပတ်စံတပြားမှမရှာနိုင်ခဲ့ပါဘူး။ ရပါတယ်အမေရေကိစ္စမရှိဘူးနော်ဒီနေ့တော့သမီးတို့ရေတောက်ပြီးတော့အိတ်လိုက်ကြမယ်နှစ်ယောက်သာရေတောက်ပြီးအိတ်ခဲကြပါတယ်နောက်ထပ်ရှင်အနေငယ်ကလည်းဒီပုံစံအတိုင်းပါပဲလက်သားရဲ့ကားပေါ်မှာနေစဉ်နေတိုင်းတယောက်နှစ်ယောက်သာစီးခဲကြပါတယ်တပတ်ကြာမြင့်သွားခဲ့တဲ့အခါမှာတထေကြီးပြန်လည်ရောက်ရှိလာခဲ့ပါတယ်ဘလို့လဲငါ့ရဲ့ပတ်စံကိုပေးဖို့အတွက်အဆင်သင့်ပဲလားဟုတ်ကဲ့ပါကျွန်မအစွမ်းကုန်စုံစမ်းနေပါတယ်စုံစမ်းနေလို့ဘာမှမထူငါကတော့အဖြေကိုပဲလိုချင်နေနားလေလားချင်းချောက်ပြီးနောက်မှာတော့တထေကြီးလည်းထွားခွာသွားခဲ့ပါတယ် တာမင်းတယောက်လုံးဒုက္ခကြီးကြဲတွေ့နေခဲ့ရပါတယ်။တို့မှာစောင့်ပါလိတထေသားရှိပါတယ်။ဒီလိုမျိုးပဲတို့အဆင်ပြေအောင်နေထိုင်နေခဲ့ကြရတာပါ။မမေရေစောင့်ကတော်လေးပါတယ်နော်။ပြီးတော့အပေါက်တွေကအများကြီးပဲအေးလိုက်တာ။အဲဒါကြောင့်တမီးအတွက်စောင့်အစ်တထေဝယ်ပေးပါလား။အေးပါတမီးရဲ့အမေဝယ်ပေးမယ်နော်။လသားကလည်းသူ့ရဲ့ကားလေးကိုယူပြီးတော့လမ်းပေါ်ကိုထွာသွားခဲ့ပါတယ်။ဒီအချိန်မှာရုတ်တရက်ပဲမိုးရီသေးထန်စွာရွာသွားလာပါတယ်။ရာသီဥတုအင်းနေတဲ့အချိန်မှာဘယ်သူမှလမ်းပေါ်မထွက်ကြတော့ပါဘူး။ လူတွေအကုန်လုံးကလည်းအိမ်မှာပဲနနာနေနေနေကြပါတယ်။လမ်းမှာဘယ်သူမှမရှိပါဘူး။လက်သားတရားကိုထဲလမ်းပေါ်မှာရှိနေကြတာပါ။ကျောက်ခပဲရာသီဥတုတလောက်တောင်မှအေးနေရအားလုံးကလည်းအိမ်ကိုပြန်သွားကြပြီ။ငါသမီးလေးအကြွားငါဆောင်တစ်ထည့်ဝယ်ပေးရအောင်မယ်ဘလို့လှောက်ရပါမလဲ။အချိန်ခဏဆောင်ပြီးနောက်မှာတော့သူမအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။သူအိမ်ကိုရောက်တဲ့အခါမှာရာသီဥတုပေါ်ပြီးဆိုးရွားလာခဲ့ပါတယ်။မိုးတွေလည်းတဲထန်စွာရွာတော့နေပါတယ်။ဦးသားကလည်းအရန်ကိုအေးတော်နေတဲ့အတွက်ကြောင့်မို့လို့သူ့သမီးလေးကိုဖတ်ပြီးထောက်တနေအောင်မှထိုင်နေခဲ့ပါရဲ့ မိုးရွာလာတဲ့အတူတူနှင်းတွေကလည်းကြာလာတဲ့နောက်ဆုံးမှာတော့သူတို့ရဲ့အင်္ဂလိပ်ပြန်စီးသွားခဲ့ရပါတယ်။အခန်းထဲမှာလည်းရေတွေကအပြည့်အရှံဝင်လာခဲ့ပါပြီ။ကဲသမီးရေလာခဲ့ဒီမှာနေလို့ဘာမှမထူတော့ဘူး။အမေတို့ကားပေါ်မှာသွားထိုင်နေကြမယ်လာခဲ့သွားကြတာပေါ့။နှစ်ယောက်သားအရိကနေထွက်လာခဲ့ကြပါတယ်။အပြင်မှာနှင်းတွေကတော့အဆမပြေကြာနေတော့ပါပဲ။နှင်းငယ်လုံးတွေကကောင်းပေါ်ကိုကြာလာခဲ့တဲ့အခါမှာတော့ပူကြတဲ့တော်တော်လေးကိုနားကျင်နေခဲ့ပါတယ်။သူတို့ချီမှာအခုသွားစရာဘာနေရာမှမရှိတော့ပါဘူး။မမေဒီပုံစံတိုင်းဆိုရင်တော့တမီးတို့တေးသွားကြတော့မှလာရင် ဒါဒီတို့ဒီလောက်တောင်မှဆိုးရွားနေတဲ့အချိန်မှာတမီးတို့မှဘာတခုမှလည်းမရှိဘူးမသိဘူးတမီးရေအခုတော့ဖရာသခင်ပေါ်မှာပဲအားလုံးပုံထားလိုက်ပါတော့ဒီအချိန်မှာနောက်ထပ်ဘေးဒုက္ခတစ်ခုကြောင့်တွေ့ခဲ့ရပါတယ်လသားတယောက်ဘိုက်တွေတအားကုန်လာကြလာခဲ့ပြီးခလေးမွေဖောက်ဖို့အချိန်ကိုရောက်ရှိလာခဲ့ပါတယ်အမလေးဘိုင်းနာလိုက်တာဘိုင်းနာရဲဘိုက်အတော်လေးကိုနားရယ်ဘာဖြစ်တာလဲအမေရဲ့အဆင်ပြေရဲ့လားရင်အဆင်ပြေရဲ့လားမဖြစ်သေးပါဘူးအမေကိုကျွန်မအမြန်ဆုံးစိတ်ရောက်ကိုခေါ်သွားပေးမယ်နော်ဦးကြကလည်းသူ့အမေကို ခရီးသည်တွေထိုင်တဲ့နေရာမှာထိုင်ခံပြီးသူမကိုယ်တိုင်ကောင်းမောင်းခဲ့ပါရီလက်သားတယောက်ဘိုက်တွေတော်လေးကိုနာကျင်နေခဲ့ပါပြီကိုကြောင်ကလည်းခက်မြမြန်ကောင်းမောင်းလိုက်ပါရီအရှိရကားကနေပြီးတော့မဟာချန်ထွာလာခဲ့ပြီးတော့ပြောလိုက်ပါရီနင်တို့ကအခုရာသီဥတို့ကိုအကြောင်းပြပြီးထွက်ပြေးနေကြတယ်ဟုတ်လားငါမသိတော့ဘူးလို့နင်တို့ထင်နေကြတယ်မလားမဟုတ်ပါဘူးတထေရဲ့အိမ်ကပြက်စီးသွားပြီးအမေဘိုက်တွေတအားအောင်နားနေအဲ့ဒါကြောင့်မှငါဒါရီမသိချင်ပါဘူးငါပတ်စံလိုချင်တယ်ငါ့ကိုပတ်စံပဲပြီး မာချန်ကပူဇာကိုဘာတစ်ချက်တည်းရိုက်ပြလိုက်တဲ့အတွက်ပူဇာအောက်ကိုပြောက်ကျသွားပါရဲ့အမေရဲ့အမေလသားကလည်းအမြန်ဆုံးပြေးထွက်လာခဲ့ပြီးတထေကြီးရဲ့ခြေောက်ကိုကိုင်ကတောင်းပန်လိုက်ပါရဲ့ကျွန်မတောင်းပန်ပါရရှင်ဒီအချိန်လေးကြီးမှာကျွန်မပတ်စံဘယ်ရနေတွားရှာရမှာလဲပတ်စံမပေးနိုင်ဘူးဆိုရင်တော့ရှော့မာချန်ကတစ်ချက်အထဲသူ့ကိုစောက်ကန်ချလိုက်ပါရဲ့လသားပြောက်ကျသွားခဲ့တဲ့အခါမှာကားကိုယူပြီးထွက်ပြေးသွားခဲ့ပါရဲ့ပူဇာကလည်းမတက်ထားရပ်ပြီးလမ်းသွားလမ်းလာတွေကိုအကူအညီတောင်းခဲ့ပါရဲ့ကျွန်မရဲ့အမေကိုစေယုံကိုခေါ်သွားပေးပါအောင်ရှင် ဒါပေမဲ့ရာသီဥတုအရန်ကိုဆိုးရွားနေခဲ့တဲ့အတွက်ဘယ်သူမှအကူအညီမပေးခဲ့ကြပါဘူး။ပူကြောင်ကိုနေခဲ့တဲ့အချိန်မှာပဲတထေကြီးတို့ကဒီနေရာကဖျက်တမ်းသွားပါရယ်။ပူကြာကလည်းအကူအညီတောင်းခဲ့တဲ့အခါမှာတထေကြီးကပေါ်ကဆင်လာပါရယ်။ဘာဖြစ်တာလဲသမီးလေးရဲ့။ကျမမေအရန်နေမကောင်းဖြစ်နေလို့ပါအမေကိုအမြန်ဆုံးစေရုံကိုခေါ်သွားမှဖြစ်မယ်။ကျမတို့အကူအညီပေးပါအောင်ရှင်။ကျမတို့အကူအညီပါအောင်နော်။အေးအေးအေးကောင်းပြီကောင်းပြီအကူအညီပေးမယ်။ဒီလိုနဲ့ပူကြာနဲ့လက်သားတို့နှစ်ယောက်လုံးကိုတထေကြီးကကပေါ်ကိုထိုင်ခိုင်းလိုက်ပါရယ်။ လက်သားကလည်းအရန်ကိုနာကျင်လုံးလုံးအော်ဟင်နေခဲ့ပြီးစိတ်ယုံမှတော့ခလေးတယောက်ကိုမွေးဖွားလိုက်ပါတယ်။ခလေးမျက်နှာကိုတွေ့ခဲ့ရတဲ့အခါမှာသူမရဲ့နာကျင်မှုတွေအားလုံးကင်းဝေးသွားသလိုပါပဲ။သူ့သားလေးကိုချီထားခဲ့ပါတယ်။ပူကြလည်းသူ့မောင်လေးကိုကြည့်ပြီးဝမ်းသာနေခဲ့ရပါဘော။နေရင်သားလေးတယောက်မွေးဖွားခဲ့တဲ့အတွက်ငါကုန်ရှူပါတယ်။ဒါနဲ့လမ်းမှာဘာလုပ်နေရလဲ။နေအိမ်ကရောဘယ်မှာလဲ။ဒီအချိန်မှာလက်သားကလည်းတထဲကြီးကိုပြောပြလိုက်ပါတယ်။ဒါနဲ့အဲ့ဒီကားကအနီရောင်ကားလား။ဟုတ်တယ်ဟုတ်တယ်ကအနီအောင်ကဒါနဲ့ဦးလေးရဘလို့သိရလဲအဲ့ဒါကငါသားလေးရဲ့ကားပဲ သူ့အရက်တွေမိုးရွနေအောင်တောက်ပြီးရရှင်တိုက်မှုဖြစ်သွားခဲ့တာငါ့ကိုခွန့်လို့ပါသူ့ကြွငါကိုစားတောင်းပန်ပါတယ်ငါအနေနဲ့တို့မိသားစုကိုလိုက်ရှာနေတာကြော်လေးကိုကြားနေပြီငါ့ရဲ့အဖြစ်တွေအကုန်လုံးကိုပြန်ပြီးပေးဆက်ခြင်းပါတယ်နင်တို့ဆုံးရှုံးခဲ့ရတဲ့အရာတွေအားလုံးကိုလည်းငါပြန်ပေးမယ်နင်ရဲ့ကလေးတွေကိုလည်းငါ့ရဲ့ကလေးတွေလိုမျိုးပဲစောက်ရှောက်ပေးမယ်လက်သားကလည်းရုတ်တရက်အရာအားလုံးရရှိသွားခဲ့တဲ့အခါမှာဘာပြောလို့ပြောရမှန်းတောင်မသိရပါဘူးလက်သားအတော်တထေးကြီးကအိမ်တိုင်းစောက်လို့ပေးလိုက်ပါတယ်ပတ်စံတွေလည်းပေးခဲ့ပါတယ်ကလေးကိုလည်းအเจ้าမှာ ပညာသင်ကြားလို့ရအောင်အကူအညီပေးခဲ့ပါတယ်။ဒီနောက်အားလုံးဝမ်းသာပျော်ရွှင်စွာနဲ့နေထိုင်နိုင်သွားခဲ့ကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။